တနင်္ဂနွေရဲ့အာယုံစိုက်တာကိုခံကျင်တာကြောင့်တကယ်မကျင်းပါတဲ့မစ္စတာပြိုင်ပွဲကိုပြိုင်နေတယ်ဆိုပြီးတော့လိန်ထားခဲ့တဲ့လွင်နီပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်လွင်နီကတော့လက်ရှိမှာတနင်္ဂနွေရဲ့အာယုံကိုဖန်ဆာထားနိုင်တဲ့မစ္စတာပြိုင်ပွဲဝင်တစ်ယောက်ဖြစ်ပါတယ်လွင်နီကမစ္စတာတစ်ယောက်မှာရှိတဲ့စံချိန်တွေအားလုံးကိုချိုးဖောက်ပြီးတော့မစ္စတာပြိုင်ပွဲဝင်ပြိုင်နေတာဖြစ်တာကြောင့်လူပို့ပြီးတော့စိတ်ဝင်စားခံနေရတာဖြစ်ပါတယ်ခန္ဓာကိုယ်ကလည်းဝါးတဲ့အပြင် အရက်ကလည်းပူနေခဲ့တာဖြစ်ပါတယ်ဒါအပြင်အသားရည် ရလဲဝင်လက်တောက်ပါတဲ့အစင်မရှိတဲ့အတွက် အများအမြင်မှာတော့မကန့်ညီဘူးလို့သာခံစားနေရတာပါလွေနီကပြိုင်ပွဲတယောက်တွင်မဟုတ်တော့ဘဲနဲ့နိုင်ငံကိုစားပြုနေနေပါသွားပြိုင်တော့မှာဆိုပြီးတော့သူ့ကိုယ်သူမိတ်ဆက်လာခဲ့တာပါ သူသွားပြိုင်မဲ့ပွဲက Mr Tourism Global International ပွဲဆိုပြီးတော့ကျင်းညာထားတာပါအဲ့ဒီပွဲကိုသွားပြိုင်ဖို့နိုင်ငံအနေတောင်ထွက်ခွာသွားပြီလို့ဆိုပါတယ်လေးစိတ်မှလည်းမြန်မာနိုင်ငံအလံတွေကိုကင်ပြီးတော့အပီအပြင်ကိုချပြခဲ့တာပါဒါအပြင်ဒီပနိုင်ငံမှာသူပြိုင်နေပါတယ်ဆိုပြီးတော့ fashion တွေတစ်ခုပြီးတစ်ခုဝေ့ပြပြီးတော့ချပြနေခဲ့တာပါ မတော်ခင်ကလေးကပြိုင်ပွဲမှာသွားပြိုင်ဖို့ဖက်ရှင်ကိုဒိန်းထောင်စီအကောင်ကြခံထားတယ်လို့ဆိုပါတယ်မြန်မာနိုင်ငံကိုစားပြုနေတဲ့အကောင်ဆုံးကိုစားပြုနိုင်ဖို့အတွက်ဒီရောတစိမ့်အိတ်တွေသာဝယ်သွားတယ်လို့ဆိုပါတယ် brand အိတ်တွေကိုဒိန်းတစ်ထောင်ကျော်နီးပါးဝယ်သွားတာဆိုပြီးတော့ကြွားထားတာဖြစ်ပါတယ်လွန်နီယာတကယ်စီကိုနိုင်ငံသားမှာမြန်မာကိုစားပြုနေတဲ့ပြိုင်နေတဲ့ဆရဲအရှိအယောင်လေးကိုအပီပြင်းချပြနေတာပါဒါကြောင့်မို့မြန်မာနိုင်ငံရဲ့ခရက်တွေကိုစိတ်မဝင်စားပဲ လစ်လူရှူထားတဲ့ပြပရောက်နာမည်ကြီးအလှမဲ့တချို့ကတောင်မနေနိုင်တော့ပါဘူးမစ္စတာတယောက်ဖြစ်ဖို့ဆိုတာဒီလိုအစင်အချင်းမျိုးနဲ့ဖြစ်လို့မရဘူးဆိုတာကိုထောက်ပြလာခဲ့ကြတာပါသူထက်အစင်ပြေတဲ့သူပဲသွားတင်လာဆိုပြီးတော့ဝေဖန်နေကြတာဖြစ်ပါတယ်ဒါလဲလွင်နီကတော့၆ချားတုံလုံးတာမျိုးမရှိပါဘူးအားလုံးရဲ့စိတ်ဝင်စားမှုကိုခံရရဲဆိုပြီးတော့ပြောနေတာပါဒီပါရောက်အလားအမရိကတော့ဘသူကများစေလွတ်တလဲဆိုပြီးတော့စုံစမ်းရင်းကနေအဲ့ဒီပြိုင်ပွဲကတကယ်မရှိမှန်းသိလိုက်ရတာပါလူနီပြောထားတဲ့ Mr. Tourism င်ဂလိုဘယ်အင်တာနက်ရှင်နယ်ပွဲဆိုတာတကယ်တော့အလုံးဝမရှိပါဘူးတကယ်မရှိတဲ့ပွဲကိုရှိတယ်ဆိုပြီးတော့ရှောက်ပြောထားတာဖြစ်ပါတယ်အဲဒီနာမည်နဲ့စင်တူတဲ့နာမည်တချို့တော့ရှိပါတယ် Mr Tourism World International 2025ပြိုင်ပွဲကတကယ်ပဲရှိရပွဲဖြစ်ပြီးတော့အဲ့ဒီပွဲကနှစ်လပိုင်းလုံးဝမှအကျဉ်းမပြီးစီးသွားခဲ့တာဖြစ်ပါတယ်။ဒါအပြင် Mr. Tourism Global International 2025ပွဲကလည်းလာမယ့်9လပိုင်းမှာမှအကျဉ်းမှာဖြစ်ပါတယ်။ဒါကြောင့်မို့လွင်လီပြောထားတဲ့ပွဲက ဘယ်နိုင်ငံမှာမှကျင်းပနေတဲ့ပွဲတွေမဟုတ်ပါဘူးရှင်လက်ရှိမှာပြိုင်ပွဲရဲ့ပုံရိပ်တွေဆိုပြီးတော့ချပြနေရတွေကလည်း2024လုံးကပွဲပုံရိပ်တွေကိုယူသုံးထားတာလို့သိရပါတယ် လွေနီယာတနိုင်ငံလုံးရဲ့အာယုံစိုက်ခြင်းကိုအကွက်ချပြီးတော့အခုလိုမျိုးအာယုံစိုက်ခံရအောင်စီစဉ်လိုက်တာဖြစ်ပါတယ်။တကယ်မရှိတဲ့ပွဲကိုအရှိလို့ပြီးတော့ရှင်ပြန်နေတာမို့လဲအားလုံးအံ့အားသင့်နေကြပါတယ်။လူအများရဲ့အာယုံစိုက်ခံရအောင်လိညာပြီးရှင်ပြန်ခဲ့တဲ့လွေနီအပေါ်ပရိသတ်တို့ရဲ့အမြင်လေးပြပြပေးခဲ့ပါအောင်ကြီးစုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။